သာသနာတော်2568ခုခရစ်နှစ်2025ခုမြန်မာတက္ကရာ1386ခုတကူလပြည့်ကျော်3ရက်တကြံအကြံနေခသမယဝဲသူဒုတာဓမ္မကဝေတီ BA2 ပါရယနာဒေသနာကိုလေ့လာနေတော့ဓမ္မမေဆွေများအားလုံးမင်္ဂလာပါဒီကနေ့ဓမ္မမေဆွေတို့ကိုပါရယနာဒေသနာအချင်းချုပ်နဲ့ပတ်သက်ပြီးတော့ဇာယများကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ် ီကနေ့ကဓမ္မမေဆွေတို့ကိုတေဘယ်နံပါတ်3နဲ့တေဘယ်နံပါတ်4ကိုဆွေးနွေးပေးမှာဖြစ်တဲ့အဲ့ဒီမှာတေဘယ်နံပါတ်3မှာဆိုရင်ဆရာကြီးသင်ပေးလိုက်တော့စိတ်မေခွန်းခုနှစ်ပုဒ်ဒါကိုမနောပညာလို့ခေါ်တယ်ဆရာကြီးကတော့စိတ်နဲ့မေးပါဆိုပြီးတော့သင်ပေးလိုက်တဲ့ဒါကိုမြတ်စွာဘုရားရှင်ကနှုတ်ကနေပြီးတော့ဖြေတော်မူပါတယ်တဲ့ ဘာမီစီတို့ကိုကျွန်တော်နေရအချင်းချုပ်တဲ့အနေနဲ့အတွက်ကြောင့်မို့လို့အဖြေကိုတခါတည်းလိုရင်းတူရှင်ထဲထားပေးတယ်။ပါဝရီ ပုံနာကြီးဤအသက်ဘလောက်ရှိပြီလဲတဲ့နော်။ဘာမီပြီးခဲ့တဲ့တစ်ခေါက်ကမေခွန်းမှာပေါ့နော်။ဆရာကြီးတင်ပေးလိုက်တဲ့စိတ်မေခွန်းခုနှစ်ပုတ်ကိုမေပြေးပါဆိုပြီးတော့မေးသွားတယ်ဓမ္မမေဆွေတို့ကမေးခွန်းတွေကိုလည်းချက်ထားပေးရမှာအဲ့တော့မေးခွန်းတွေကိုလည်းစာမင်းပွဲမှာမေးတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကျွန်တော်ကတော့ဒါစစ်လို့ကောင်းအောင်လို့ပါဝရီပုံနာကြီးဤအသက်ဘလောက်ရှိပြီလဲ ဒါဆိုရင်မြတ်စွာဘုရားက120ရှိပါပြီဆိုပြီးတော့ပြေးလိုက်တယ်ကောနော်ဒါအဇိတဥဆောင်တဲ့ပုံသားတွေကစိတ်နဲ့မေးလိုက်တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကနင်တို့နေဆရာကြီးဖြစ်တဲ့ဘာဝရီပုံသားကြီးကတော့အသက်120ရှိပါပြီဆိုပြီးတော့ပြေးလိုက်တယ်အဲ့ဒါကသူတို့ရဲ့စိတ်ထဲမှာဘာဝရီပုံသားကြီးဟာဘာအနွယ်လဲဆိုပြီးတော့မေခွန်းထုတ်လိုက်တယ်။အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကသင်တို့ရဲ့ဆရာကတော့ဘာဝရီအနွယ်ဖြစ်တယ်ပေါ့နော်။ ဘာဝရီပုံနာကြီးမှာယောက်ျားမြတ်တွေရဲ့အမှတ်အသားတွေကဘာတွေရှိပါသလဲဘာတွေပါရှိပါသလဲတဲ့ဒီလိုမျိုးစိတ်ထဲကမေးလိုက်တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကမဟာပုရိသလက္ခဏာ၃မျိုးရှိတယ်ဆိုပြီးတော့နှုတ်ကနေပြေတော်မူတယ်မဟာပုရိသလက္ခဏာစာလုံးပေါင်းလေးပြင်ထားပေးပါမဟာပုရိသလက္ခဏာနောက်တစ်ခါနံပါတ်၄မိကွန်ကဘာဝရီပုံနာကြီးဤပညာဘယ်လောက်ရှိလဲတဲ့ဒါတော့မြတ်စွာဘုရားရှင်ကဝေဒကျမ်းတွေနဲ့ပတ်သက်ပြီးအလွန်ကြွကျင်တယ်တဲ့ တင်တို့ရဲ့ဆရာကတော့ဝေဒကျမ်းတွေနဲ့ပတ်သက်ပြီးတော့အလွန်ကျွမ်းကျင်တယ်တဲ့။နောက်နံပါတ်5မိကွန်ဘာဝရီပုံနာကြီးကတပည့်ပေါင်းဘလောက်ကိုစာတင်ပေးနေတာလဲတဲ့။မြတ်စွာဘုရားကတင်တို့ရဲ့ဆရာဘာဝရီပုံနာကြီးကတပည့်ပေါင်း900ကို စာတင်ပေးနေတာပါတဲ့။အဲ့ဒီမှာမုဒ္ဒါဆိုရဲဥဋ္ထိတ်ဆိုတာကဘာလဲတဲ့။အဲ့လိုမေးတဲ့အခါမှာမြတ်စွာဘုရားချင်းကဥဋ္ထိတ်ဆိုတာကအဝိစာကို ပြောတာပါတဲ့။ ဥထေဥခေါင်းရဲ့ပြုတ်ကြခြင်းဆိုတာကဘာလဲတဲ့ဥထေဥခေါင်းရဲ့ပြုတ်ကြခြင်းဆိုတာကအဝိစာဆိုတာခေါင်းလို့ပြောတဲ့အတွက်ကြောင့်မို့လို့အဝိစာဆိုတဲ့ခေါင်းကိုဝိစာ ဆိုတဲ့အရဟတမညာနဲ့ဖြုတ်ရှင်းကိုဆိုလိုတာပါတဲ့ပြန်ပြောမယ်ဥထေပြုတ်ကြတယ်ဆိုတာကဘာလဲဆိုတော့ဥထေဆိုတာကအဝိစာဆိုလိုတာကအဝိစာကိုဝိစာဆိုတဲ့အရဟတမညာနဲ့ဖြတ်ရှားလိုက်တာကိုဆိုလိုတာပေါ့နော်ဒါဆိုရင်သူရဲ့ စိတ်နဲ့ပတ်သက်တဲ့မိကုံးခုနှစ်ခုပြီးသွားပါပြီ။နံပါတ်၁ဘာဝတီပုံနာကြီးရဲ့အသက်ဘယ်လောက်ရှိပြီလဲ။120။နံပါတ်၂ဘာဝတီပုံနာကြီးကဘာအနယ်လဲဆိုတော့ဘာဝတီအနယ်။နံပါတ်၃ဘာဝတီပုံနာကြီးမှာယောက်ျားမြတ်တို့ရဲ့အမှတ်အသားဘာတွေရှိလဲ။ဘာဝရိတလက္ခဏာ၃မျိုးရှိတယ်။နံပါတ်၄ဘာဝတီပုံနာကြီးရဲ့ပညာကဘယ်လောက်ရှိလဲဆိုတော့ဝိဒကျမ်းတွေနဲ့ပတ်သက်ပြီးအလွန်ကျွမ်းကျင်တယ်။နံပါတ်၅ဘာဝတီပုံနာကြီးကတပည့်ပေါင်းဘယ်လောက်ကိုစတင်ပေးနေလဲဆိုတော့900 ဥဋိတ်ဆိုတာကဘာလဲအဝိဆာဖြစ်တဲ့ဥဋိတ်ပြုတ်ကြခြင်းဆိုတာကဘာလဲအဝိဆာဆိုတဲ့ခေါင်းကိုဝိဆာဆိုတဲ့အရဟတမဉဏ်နဲ့ဖြုတ်ရှင်းဖြစ်တယ်။ ဒီနေရာမှာနံပါတ်3မေခွန်းနဲ့ပတ်သက်ပြီးတော့နောက်ထပ်တရားမှာကမဟာပုရိသလက္ခဏာ3မျိုးဆိုတာဘာတွေလဲထပ်မင်းမယ်ပေါ့နော်မဟာပုရိသလက္ခဏာ3မျိုးဆိုတာကဘာတွေလဲဒါဘာဝရီပုံနာကြီးမှာမဟာပုရိသလက္ခဏာ3မျိုးရှိတယ်လို့ပြောတယ်အဲ့ဒါကဘာတွေလဲဆိုတော့နံပါတ်ကကြီးရှာကအမတန်မှရှေလျာနူးညံ့ကြီးမားတယ်တဲ့နော်ဘာဝရီပုံနာကြီးရဲ့ရှာကကြတော့ရှေလျာတယ်နူးညံ့တယ်ကြီးမားတယ်ရှာထုတ်ပြီးတော့မျက်နှာကိုအုပ်လိုတာမှရတယ်တဲ့ဒါကိုပဟုတဇီဝလ ဇီဝလက္ခဏာလို့ခေါ်တယ်။ဟုတ်နော်။ဘာဝရီပုံနာကြီးရဲ့ရှားကအမတန်ရှည်လျားတယ်၊နူးညံ့တယ်၊ကြီးမားတယ်၊ရှားထုတ်ပြီးတော့မျက်နှာကိုအုပ်လို့ရတယ်။ပဟုတဇီဝလက္ခဏာလို့ခေါ်တယ်။သူ့ရဲ့နဖူးမှာဆိုလို့ရှိရင်မျက်လုံးနှစ်ခုရဲ့အလယ်မှာဖြူဖွေးတဲ့အမွေးတပင် ပေါက်နေတယ်ပေါ့နော်။ဒါကဓမ္မမိတ်ဆွေတို့မြင်ဘူးအောင်ကြည့်မယ်ဆိုမျက်စောပြားချင်းရဲ့မျက်ကုံးနဖူးအလယ်မျက်ကုံးနှစ်ခုကြားတဲ့ထဲမှာဆိုဖြူဖွေးတဲ့အမွေးတပင်ကတွန့်လိန်တွန့်လိန်ပြီးတော့ပေါက်နေတာတွေ့ရတယ်။ဆွဲလို့ဆန့်လျင်ပါလက်နှစ်တောင်ခန့်ရှည်လျားတယ်ပေါ့နော်။အုံနာလုံးကော မွေးစွန်တော်ဓာတ်ကိုပြောတာပါ။နံပါတ်ကငယ်ယောက်ျားကိုအင်္ကာနဲ့ပတ်သက်၍ပုံအုပ်ထားသောပုရိသလိင်အင်္ကာရှိတယ်တဲ့။ဘာဝရီပုံနာကြီးရဲ့ဒီ ပုရိသမဟာပုရိသလက္ခဏာနောက်တစ်မျိုးကကြတော့သူ့ရဲ့ယောက်ျားအင်္ဂါနဲ့ပတ်သက်ပြီးတော့ဖုံးအုပ်ထားတဲ့ပုရိသလက်အင်္ဂါရှိပါတယ်တဲ့ပြန်ပြောမယ်ဆိုရင်ဘာဝရီဘုံနာကြီးရဲ့ထင်ရှားတဲ့မဟာပုရိသလက္ခဏာ၃မျိုးကဘာတွေလဲဆိုတော့နံပါတ်၁ရှာပေါ့နော်ရှာဟာဆိုအမတန်ရှည်လျားတယ်ကြီးမားတယ်နူးညံ့တယ်ရှာထုတ်ပြီးတော့မျက်နှာကိုအုပ်လို့ရတယ်ဒါကိုပဟုတဇီဝလက္ခဏာလို့ခေါ်တယ်နံပါတ်၂ကကြတော့နဖူးမျက်လုံးနှစ်ခုရဲ့အလယ်မှာဆိုရင်ဖြူဖွေးတဲ့အမွေးတစ်ပင်ပေါင်နေတယ် နောက်နမတ်ကငရာကြတော့ယောက်ျားကိုရင်ကနဲ့ပတ်သက်ပြီးတော့ဖုံးအုပ်တဲ့ပုရိသလက်အင်ကရှိပါတယ်တဲ့ နောက်တစ်ခုကကြတော့အဝိစာကိုကောင်းဟုဆိုရခြင်းပေါ့နော်ဒီနေရာမှာအဝိစာကိုကောင်းလို့ဘာဖြစ်လို့ဆိုလိုတာလဲဆိုရင်တစ္ဆာလေးပါမတိခြင်းဆိုတဲ့အဝိစာသည်တန်တရာလဲခြင်းမှာဥဆောင်နေတဲ့အတွက်ကြောင့်မို့လို့အဝိစာကိုကောင်းလို့ဆိုရပါတယ်တဲ့ဒါမေးလို့ရတယ်မေးခွန်းပါနော်အဝိစာကိုကောင်းလို့ဘာကြောင့်ဆိုရလဲဆိုရင်တန်တရာတစ္ဆာလေးပါကိုမတိတဲ့အတွက်ကြောင့်မို့လို့တန်တရာလဲတဲ့နေရာမှာသူသည်ဥစည်းကောင်းဆောင်နေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အဝိစာကိုကောင်းလို့ဆိုရပါတယ်တဲ့ ဒီနေရာမှာအာဝိစာနဲ့ပတ်သက်ပြီးတော့ပဋိစ္စသမုပ္ပတ်မှာဆိုရင်ဘယ်လိုဟောထားလဲဆိုတော့အာဝိစာပစ္စယသင်္ခါရပေါ့နော်အာဝိစာပစ္စယသင်္ခါရအာဝိစာကြောင့်သင်္ခါရတရားတွေဖြစ်တယ်တဲ့တုတ်တန်တစ်ခုမှာကြတော့အာဝိစာဘိကဝေပုပ္ပင်ကမအကုတလနံဓမ္မနံတမာပတ္တိယကြံပြောမယ်တုတ်တန်တစ်ခုမှာဆိုရင် အာဝိစာဘိကဝေပုပ္ပင်ကမအကုတလနံဓမ္မနံတမာပတ္တိယအာဝိစာကကြတော့သူကပုပ္ပင်ကမဆိုတာရှေ့သွားကောင်းဆောင်ဖြစ်တယ် ဲ့ဘိကဝေရှစ်သားတို့အဝိဇ္ဇာတိပုပ္ပင်ကမရှိသွားကောင်းဆောင်ဖြစ်တယ်။ဘာဖြစ်တဲ့နေရာမှာလဲဆိုရင်အကုတလနံဓမ္မနံအကုတုတရားတို့ကိုပြုလုပ်တဲ့နေရာမှာဆိုရင်အဝိဇ္ဇာတိရှိသွားကောင်းဆောင်ဖြစ်တယ်ဆိုပြီးတော့မြတ်စွာဘုရားရှင်ကဟောထားပါတယ်တဲ့။ အဝိဇ္ဇာပစ္စယသင်္ခါရဆိုတာကမတိမှုအဝိဇ္ဇာကြောင့်မို့လို့ကံသင်္ခါရတို့သည်ဖြစ်ကြ၏ဒါဆိုဓမ္မမိတ်ဆွေတို့ရပါပြီเนาะနောက်တစ်ခုကအဝိဇ္ဇာရဲ့ဆုံးဆောင်ဤ အဝိဇ္ဇာဤစွမ်းဆောင်မှုမှာဆိုရင်ဒီအာ sorry အဝိဇ္ဇာမဟုတ်နော်ဝိဇ္ဇာဤစွမ်းဆောင်မှုဆိုတော့ဝိဇ္ဇာဆိုတာအရဟတမဉ္ဇဏ်ပေါ့နော်အရဟတမဉ္ဇဏ်ကဘာလို့မှလဲအဝိဇ္ဇာကိုဖယ်ရှားမယ်ပေါ့နော်အဲ့ဒီမှာဝိဇ္ဇာဆိုတဲ့အရဟတမဉ္ဇဏ်ဆိုတာအမဉ္ဇဏ်ကကြတော့တတ္တဝီရိယသတိတမာတိစန္ဒဆိုတဲ့တရား၅ပါးနဲ့ရှင်တွဲပြီးတဲ့အခါမှာအဝိဇ္ဇာလို့ခေါ်တဲ့ခေါင်းပေါ့နော်မတိမှုကိုဖယ်ရှားဖြစ်တယ်တဲ့ ရမလားဝိဇ္ဇာရဲ့စွမ်းဆောင်မှုဆိုရင်ဝိဇ္ဇာဆိုတဲ့အရဟတမဉ္ဇဏ်သာတတဝီရိယသတိတမာတိစန္ဒလို့ခေါ်တဲ့ တရား၅ပါးနဲ့ရှင်တွဲပြီးတော့မတိမှုအဝိစာဆိုတဲ့ခေါင်းကိုဖယ်ရှားပစ်တယ်တဲ့ဒီနေရာမှာမွေကောင်းဤအန်ဒီရဲ့ကြီးပုံကိုဓမ္မမိတ်ဆွေတို့သတိထားရပါမယ်မွေတွေကိုဓာတ်နဲ့ကုတ်လိုက်လို့ခေါင်းပြတ်သွားပြီဆိုရင်ဒါမှအဲ့ဒီခေါင်းပြတ်ကကိုက်မယ်ဆိုရင်သေနိုင်ပါသေးတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ခေါင်းမှာအဆိပ်ရှိတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်။ဒါကြောင့်မို့လို့မွေကောင်းတဲ့ခန္ဓာကိုယ်နဲ့ပြတ်သွားပြီဆိုရင်ဒါမှသူ့ရဲ့ခေါင်းဒီအန်ဒီရဲ့ကြီးတယ်ပေါ့။ဒီမှာလဲအဝိစာကိုမွေရဲ့ခေါင်းနဲ့နိုင်နာတာဖြစ်တယ်ပေါ့နော်။ အဲ့ဒီမှာမြတ်စွာဘုရားရှင်ကဒီပုံနာကြီးရဲ့စိတ်အမေးကိုနှုတ်နဲ့ဖြေချလိုက်တဲ့အခါမှာသူတို့ကသဘောကျပြီးတော့မြတ်စွာဘုရားရှင်ကိုဒါရှစ်ခိုးတာပေါ့နော်ရှစ်ခိုးတယ်အဲ့ဒီမှာမြတ်စွာဘုရားရှင်ကသူတို့ကိုစုပေးတယ်တဲ့ဘယ်လိုစုပေးလဲဆိုတော့ဒုက္ခိတောဘာဝရီဟောတုဘာဝရီ ပုံနာကြီးရှမ်းတာပါစေဒုက္ခိတောဘာဝရီဟောတုတဟတိတ်တေဟိ ပြမနောပေါ့နော်ဒီနေရာမှာစာလုံးပေါင်းလေးနည်းနည်းရေးရတာပြဿနာရှိနေတယ်ပေါ့နော်သုခိတောဘာဝရီဟောတုတဟသိတ္တိဟိပြမနောဆိုတာကကြတော့တဟဆိုတာအတူတကွပေါ့နော်ဘာဝရီဆိုတာတပည့်တွေနဲ့အတူတကွဘာဝရီပုံနာကြီးရှမ်းတာဒုက္ခရပါစေပထမတော့ဘာဝရီပုံနာကြီးရှမ်းတာပါစေနောက်တစ်ခါဘာဝရီပုံနာကြီးနဲ့တကွတပည့်တွေလည်းရှမ်းတာဒုက္ခရပါစေလို့ပြောတာနောက်တစ်ခါကြတော့တွင်စာပိသုခိတောဟောတိစီရန်ဇီဝာဟိမာနဝ တွင်စာပိဒုက္ခိတောဟောတိစီရံဇီဝာဟိမာနဝခေါင်းဆောင်လာတော့အဇိတာလည်းချမ်းသာဒုက္ခရပါစေ အသက်ရှိပါစေတဲ့နော်ခေါင်းဆောင်လာတဲ့အဇိတာလည်းပဲချမ်းသာဒုက္ခရပါစေ အသက်ရှိပါစေဒီနေရာမှာမာနဝဆိုတာကလူငယ်ကို ဆိုလိုတာပါတဲ့ ပြီးသွားတဲ့အခါမှာမေခွန်းမေခွင်းပြူရာနိုင်တော့မေခွန်းမေးတဲ့အခါမှာဆိုမြတ်စွာဘုရားကျင့်ကဲနင်တို့မေခွန်းမေးမယ်ဆိုမေးလို့ရပြီပေါ့နော်အဲ့လိုမေးတဲ့အခါမှာတာရဏပတ်သက်ပြီးဘဟုသူတာမှတ်ရမှာကပါဠိစာပေမှာစကားအသုံးနှစ်မျိုးရှိပါတယ်တဲ့နော်ပု္ပ္ပယတာကင်ကတိပု္ပ္ပယတာကင်ကတိကြိုက်တာမေးပေါ့နော်အဲကြိုက်တာမေးဖြေမယ်ဆိုတာဒါကဘာလို့လဲဆိုတော့အကုန်လုံးကိုတည်တော်မူတဲ့တပ်ပညုံမြတ်စွာဘုရားကကြတော့ဒီမေကွန်မေးတော်မယ်ဆိုရင်ပု္ပ္ပယတာကင်ခက်တိကြိုက်တာမေး ငါပြင်မယ်ပေါ့နော်နောက်တစ်ခါကျတော့ရှင်သာရိပုတ္တရာတို့ကကျတော့ဘလို့မေခွန်းထုတ်စိန်ခေါ်လဲဆိုတော့ပု္ပ္ပသုတ်တဝါစာနေတမိ ပု္ပ္ပစတုတ်တော်ဝါစာနေတမိမေးပါပြီးတဲ့အခါမှာဖြေနိုင်မနိုင်စဉ်းစားပါမယ်တဲ့ရှင်သာတိဘုဒ္ဓရာတော်ကကြတော့အလုံးစုံကိုမသိတဲ့အတွက်ကြောင့်မို့လို့တော့မေးပါနော်မေးခွန်းမေးမယ်ဆိုရင်ကျွန်တော်မေးခွန်းမေးလို့ရလားဆိုရပါတယ်မေးပါမေးပြီးတဲ့အခါမှာဖြေနိုင်တယ်မဖြေနိုင်ဘူးဆိုတာကိုစဉ်းစားပါမယ်ပေါ့နော်အဲဒီလိုပေါ့နော်ဒါဆိုရင်မေးခွန်းမေးတဲ့အခါမှာအပါဠိစာပေအသုံးအနှုန်းနှစ်မျိုးရှိတယ်ပု္ပ္ပစယတာကင်ခင်ခင်ခတိဆိုတာကကြိုက်တာမေးဒါကတပည့်ညွတ်မြတ်စွာဘုရားကစိန်ခေါ်တာ မိန်တော်မူတာဖြစ်တဲ့ရှင်သာရိပုတ္တရာတို့ကကြတော့ပု္ပ္ပသတုတ်တော်ဝါဇာနိတမိမေးပါပြီးတဲ့အခါမှာဖြေနိုင်မဖြေနိုင်စဉ်းစားပါမယ်တဲ့နောက်တစ်ခုကရှာပွေမှု မတူပုံတဲ့ ရှာပွေးမှုမတူဘူးဆိုတာကကြတော့မြတ်ဗုဒ္ဓလက်ထက်မှာဆိုလို့ရှိရင်အိုနာတိဆိုတဲ့အဖြစ်ဆိုးတွေကနေလွတ်မြောက်ကြောင်းတရားကိုရှာပွေးကြတယ်။မြတ်စွာဘုရားရှင်လက်ထက်မှာကြာသာသနာမှာကြတော့လူတွေကဗာလဲတရားတွေကိုနာရတဲ့အတွက်ကြောင့်မို့လို့အိုနာတိဆိုတဲ့အဖြစ်ဆိုးတွေကနေပြီးတော့လွတ်မြောက်ကြောင်းတရားတွေကိုရှာပွေးကြတယ်။ယနေ့ခေတ်မှာတော့လူတွေကဘာလို့ရှာနေကြလဲဆိုတော့သိတယ်မလား။မျက်နာတွေမှာအရေးကြောင်းတွေတွန့်လာလို့ရှိရင်ဗိုတောက်စေထိုးတယ်၊ဖေလာတွေထိုးတယ်၊ပြုပြင်ကြတယ်ပေါ့နော်။မအိုမနာအောင်အဲကအိုယောဂါတွေဖြစ်လာပြီဆိုရင်လည်းစေကူတာ တယ်ပေါ့နော်။ဒါကချွတ်ချွတ်ဆိုမသေးသေးတာမှဖော်ရင်ဖော်နေမှာပေါ့နော်။ဒါဆိုရင်သူတို့က owner သေးဆိုတဲ့အဖြစ်အဆိုးတွေကိုသူတို့ကလွတ်မြောက်တောင်းမရှာဘဲနဲ့အဲ့ဒါတွေကိုသူကကုစားနေတဲ့နီလန်းတွေရှာနေတယ်ပေါ့နော်ပြီးသွားရင်နောက်တစ်ခုကျတော့ဒီပါလေအဲ့ဒီဒီမျက်နှာတွေလှပဖို့ခန္ဓာကိုယ်တွေလှပဖို့အတွက်ပေါ့နော်ဒီပတ်စံနေကုန်ကြခံရတဲ့အတွက်ကြောင့်မို့လို့သူတို့ကဒီရုပ်ဝတ္ထုတွေကိုရှာဖွေကြတာဖြစ်တယ်တဲ့ရုပ်ဝတ္ထုတွေကိုရှာတဲ့အတွက်ကြောင့်မို့လို့ strip ဆိုတဲ့ပါလေ safety စီမှုတွေရရှိလာတာဖြစ်တယ်အမှအပေါင်းလေးရရှိတယ်ပေါ့နော် အပေါင်းလေးဆိုတာကရှိတယ်အနှုတ်ဆိုတာကမရှိဘူးလို့ဆိုလိုတာရုပ်ဝတ္ထုတွေကိုရှာဖွေတဲ့အတွက်ကြောင့်မို့လို့စိတ်ဖြစ်စီမှုတွေများလာတယ်ပြီးသွားတဲ့အခါမှာဆိုရင်တကယ်လို့ပေါ့နော်ဒီခန္ဓာကိုယ်တွေဒီရုပ်ဝတ္ထုတွေဟာဆိုလို့ချင်းရင်အနိစ္စသဘောပါလားအနတ္တသဘောပါလားလို့နှလုံးသွင်းမယ်ဆိုလို့ရှိရင်တော့စိတ်ဖိစီးမှုတွေမရှိတော့ပါဘူးတဲ့ဒါကိုဆိုလိုတာပါဒီနေရာမှာဝိုက်ခွင်းကြံရဲခဲ့ပါတယ်ရောမေဆွေတို့ ်နောက်တစ်ခုကပန်းတိုင်မတူပုံပန်းတိုင်မတူပုံဆိုရင်ဂျိမ်းပါတာဆိုရင်သူတို့ရဲ့လမ်းစုံပေါ့နော်ဂျိမ်းပါတာတွေမှာသူတို့ရဲ့လမ်းစုံကတော့တင်ညာအသိစိတ်လုံးဝရှုပ်တဲ့ဘဝပေါ့နော်တင်ညာမရှိတော့တဲ့ပေါ့နော်ဘဝကိုသူတို့ကမောက်ချလို့ခေါ်တယ်အတင်ညာတဲ့ဘုံကိုဥတီပြီးတော့အားထုတ်ကြတယ်တဲ့ဂျိမ်းပါသားမှာသူတို့ရဲ့ဘာသာဝင်တွေကတော့တင်ညာအသိစိတ်လုံးဝမရှိတဲ့ဘဝအတင်ညာတဲ့ဘုံကိုဥတီပြီးတော့အားထုတ်ကြတယ်ပေါ့နော်နောက်တစ်ခုဗုဒ္ဓဘာသာတွေရဲ့ပန်းတိုင်ကတော့နိဗ္ဗာန်ဖြစ်တယ် အိုနာတိဘေးကနေလွတ်မြောက်တဲ့နိဗ္ဗာန်ဖြစ်တဲ့ဒါလေးဘုသူတ္တမတ္တာပေးပါနောက်တစ်ခုကကြတော့လူဘဝလူဘဝနဲ့ပတ်သက်ပြီးတော့တာမန်လူတွေကဘယ်လိုမြင်လဲဆိုတော့အိုခြင်း၊နာခြင်း၊သေခြင်းဆိုတာကတဘာဝလို့ထင်တယ်တဲ့ပြဒနာလို့မမြင်ဘူးတဲ့ လူဘဝနဲ့ပတ်သက်ပြီးတော့တာမန်လူတွေကအိုခြင်းနာခြင်းသိခြင်းဆိုတာကတဘာဝဖြစ်တဲ့ပြဿနာမဟုတ်ဘူးဆိုပြီးတော့ထင်တယ်။မြတ်စွာဘုရားအလောင်းတော်တွေကကြတော့အိုခြင်းစင်ရဲ့နာခြင်းစင်ရဲ့သိခြင်းစင်ရဲ့တို့ကတဘာဝလို့မမြင်ဘူးပြဿနာလို့မြင်တယ်။ပြန်ပြောမယ်လူဘဝနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအလောင်းတော်ကကြတော့အိုခြင်းစင်ရဲ့တေခြင်းစင်ရဲ့နာခြင်းစင်ရဲ့တို့ကိုတဘာဝလို့မမြင်ပြတနာလို့မြင်နေတယ်။ ။ဒါမှလူတွေကတော့အိုခြင်းနာခြင်းသိခြင်းဆိုတာကိုတဘာဝလို့မြင်တယ်ပြဿနာလို့မမြင်။ဒါတော့တဘာမိတ်ဆွေတို့မှတ်သားထားပေးပါပြီးသွားတဲ့အခါမှာဆိုရင်ဒီပုံနာ36ရောက်ရောက်တဲ့ကနေပြီးတော့နံပါတ်1အဇိတပုံနာရဲ့အမေးကိုဒီမိတ်ဆွေတို့လေ့လာရမှာဖြစ်တဲ့အဇိတဆိုတာကကြတော့ဘယ်သူကမှအနိုင်မရသူတဲ့ဘယ်သူကမှသူ့ကိုအနိုင်မရဘူးတဲ့ဒါအဇိတရဲ့အတိတ်ပဲဖြစ်တဲ့ သူ့ရဲ့မိကုံးတွေကဓမ္မမိတ်ဆွေတို့အမှတ်သားရပါမယ်ဒါကအဇိတရဲ့မိကုံးတွေပေါ့နော်နံပါတ်1အမှဓမ္မမိတ်ဆွေတို့ကိုနားလဲအောင်ကြူဝမ်းလို့ရေးထားပေးတယ်အမှကျွန်တော်ကတော့စာလုံးရှုံရတဲ့အတွက်ကြောင့်မို့လို့တော့နော်တတ်နိုင်သမျှမိကုံးတွေကိုအချင်းချုံထားတာမိကုံးကိုလည်းအချင်းချုံတယ်အဖြေကိုလည်းအချင်းချုံရေးရတာဖြစ်တယ်လောကကြီးကိုလူတွေအသိဉာဏ်မရအောင်ဘာကပိတ်ဆို့ထားတာလဲတဲ့လောကကြီးကိုဘာကပိတ်ဆို့ထားတာလဲသို့မဟုတ်လူတွေအသိဉာဏ်မရအောင်ဘာကပိတ်ဆို့ထားတာလဲဆိုရင်အဝိဇ္ဇာလို့ခေါ်တယ်အဝိဇ္ဇာလို့ခေါ်တဲ့မောဟက ပိတ်ဆို့ထားတာဖြစ်တယ်နံပါတ်1မေကွန်ဒါလွယ်လွယ်လေးပဲเนาะသူကမေးတယ်မြတ်စွာဘုရားကိုလောကကြီးကိုဘာကပိတ်ဆို့ထားတာလဲမြတ်စွာဘုရားကအဝိဇ္ဇာမောဟဖြစ်တယ်နောက်နံပါတ်2လောကလူတွေဂုံအယောင်မတောက်တာဘာကြောင့်လဲတဲ့ လောကမှာလူတွေအားကုန်အယောင်မတောက်တာဘာကြောင့်လဲဆိုတော့အဖြေကဝေဝိဆာဆိုတဲ့မက်ဆရီယာရဲ့ပမာဒဆိုတဲ့မေလျော်မှုရဲ့အကြောင်းမို့လို့လူတွေကအယောင်မတောက်တာပါတဲ့ပြန်ပြောမယ်လူတွေအယောင်မတောက်တာဘာကြောင့်လဲဆိုရင်မက်ဆရီယာဆိုတဲ့မနာလိုတာတဲ့ပြီးတော့လို့ရှိရင်နောက်တစ်ခုကပမာဒဆိုတဲ့မေလျော်မှုကြောင့်ဖြစ်တဲ့တုတ်တန်တစ်ခုမှာဆိုရင်မက်ဆေရာစမက်ဆေရာစပမာဒစလောက၌ဒါနကောင်းမှုမပြု မလုတ်ဖြစ်ရခြင်းအကြောင်းနှစ်ချက်ပေါ့နော်လောကမှာလူတွေဟာဒါနဆိုတဲ့ကောင်းမှုမလုတ်ရခြင်းအကြောင်းနှစ်ချက်ကနံပါတ်1ကဘာလဲဆိုရင်နှမျောသောကြောင့်တဲ့ဟုတ်တယ်လေနော်လူကိုလှူတယ်ဆိုတာကဘာလဲနှမျောနေလို့ရှိရင်ဝန်တွင်နေလို့ရှိရင်လှူမှာမဟုတ်ဘူးပေါ့နော်ဝန်တော်နေလို့ရှိရင်ကိုမရှိတာကိုပေးမှာမဟုတ်ဘူးနှမျောတဲ့အတွက်ကြောင့်မို့လို့ဒါနကောင်းမှုမလုပ်ဘူးနံပါတ်2ကကြတော့ကုသိုလ်တရားနဲ့ပတ်သက်ပြီးတော့မေ့နေတဲ့အတွက်ကြောင့်မို့လို့ဒါသည်ပမာဒပေါ့နော်ဒါကြောင့်မို့လို့ ဒါနကောင်းမှုမလုပ်တာဖြစ်တယ်တဲ့ဒါနကောင်းမှုမလုပ်တဲ့အကြောင်းနှစ်ချက်ကနံပါတ်၁ကနှမျောတဲ့အတွက်ကြောင့်မို့လို့ Messeria Wondora နံပါတ်၂ကုသိုလ်တရားနဲ့ပတ်သက်ပြီးမေ့လျော့နေသောကြောင့်ဒါကိုဘာလို့ခေါ်လဲပမာဒလို့ခေါ်တယ် နံပါတ်3မေကွန်လောကကြီးကိုတွေ့တာကန့်ညီစေတတ်သောတရားကဘာလဲတဲ့လောကကြီးကိုတွေ့တာကန့်ညီစေတတ်တဲ့တရားကတော့ဇပ်ပါလို့ခေါ်တယ်တဏှာဖြစ်တယ်ပေါ့နော်ဒါတဏှာကြောင့်မို့လို့ပဲဒါဘာဖြစ်နေလဲတဏှာတွေရှည်နေတာပေါ့နော်အဝိဇ္ဇာနဲ့တဏှာကြောင့်မို့လို့ဘဝတဏှာရှည်နေတယ်တဏှာကိုဒီမှာမေစီတို့ပယ်ဖြောက်နိုင်ပြီဆိုရင်ဒါဒုက္ခခတဲ့အဆုံးသတ်ချုပ်ငြိမ့်တဲ့နိဗ္ဗာန်ကို ရောက်ရှိမှာဖြစ်တယ်။နံပါတ်၄လောကကြီးကို တွေ့ကတ် နေပြီဆိုလျင်ကြောက်စရာအကောင်းသောအရာကဘာလဲတဲ့လောကကြီးကိုတွေ့ကပ်နေပြီဆိုရင်ကြောက်စရာကောင်းတဲ့အရာကတော့ခန္ဓာတွေထက်တပ်ပြီးဖြစ်နေတဲ့အတွေ့အကြုံမို့လို့ဒုက္ခဆိုတဲ့အရာကိုရရှိမှာဖြစ်တဲ့ ကိလေသာတွေလူတို့၌မစည်းဝင်နိုင်အောင်ဘာနဲ့တားမြစ်ရမလဲတဲ့နော်ကိလေသာဆိုတာကဘာလဲလောဒောမောမဒိဋ္ဌိပါတပြာစီကိစ္စထီယိုဟိအနုတ္တပိဆယ်ရှိကိလေသာကိလေသာ၁၀ပါလူရဲ့လူကျွန်တော်တို့ရဲ့တန်တန်တွေကိုဝင်မလောက်အောင်ဘာနဲ့တားရမလဲဆိုတော့တတိနဲ့တားရပါမယ်အဖြေရတူတူလေးပါပဲနော်ဘာနဲ့တားမလဲဆိုတတိနဲ့တားမယ်အဲ့ဒီလိုတာစီပိတ်ပင်တဲ့အခါမှာဆိုရင်တတိကအဆောင်ကြည့်ယုံပဲစောင့်ကြည့်ယုံပဲလုံးမမဝင်နိုင်အောင် ာနဲ့ပိတ်ဆို့ရမလဲတဲ့နော်တတိကတော့ဒါဒါကတော့လောဘဖြစ်တယ်ဒါကတော့ဒေါသဖြစ်တယ်ဆိုပြီးတော့ဒါအဆောင်ကြည့်ယုံလေးပဲရှိမယ်ကိုယ့်ရဲ့တန်တန်တဲ့ကိုလုံးဝရောက်မလာအောင်လို့ဘာနဲ့ပိတ်ဆို့ရမလဲဆိုရင်ပညာနဲ့ပိတ်ဆို့ရမှာဖြစ်တယ်တဲ့တတိနဲ့စောင့်ကြည့်ပြီးတော့ပညာနဲ့ပိတ်ဆို့ရမှာဖြစ်တယ်။နံပါတ်9မိကုံကတော့တတိပညာတွေကဘယ်နေရာမှာအဆုံးနောက်ဆုံးအပီးတန်ရှုံငိမ့်ကြပါသလဲတဲ့နော်။ ။တတိပညာတွေကဘယ်နေရာမှာနောက်ဆုံးအပြီးသတ်ရှုပ်ငိမ့်ကြပါသလဲ။သူရဲ့အဖြစ်ကတော့ယုတ်နံတရားတတိတို့ပညာတို့ဆိုတာစေတသိက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့နံတရားတွေပေါ့နော်။ယုတ်နံတရားတို့အကျွမ်းမဲ့ရှုပ်ငိမ့်တော့အခါဝိညာဉ်ရှုပ်သွားသောအခါတတိပညာယုတ်နံအလုံးရှုပ်ပါတယ်တဲ့နော်ဒါသူရဲ့ အော်ဒါကျွန်တော်တို့ပေါ့နော်ဒီလူပုဂ္ဂိုလ်တွေမှာဆိုလို့ရှိရင်ဒါခန္ဓာ၅ပါးရှိတဲ့ပုဂ္ဂိုလ်တွေမှာဆိုရုပ်တရားနံတရားတွေအကျွမ်းမဲ့ချုပ်သွားပြီဆိုရင်ပြိဋိဘံဆန်သွားပြီဆိုရင်ဒါတတိယပညာတွေကချုပ်သွားပြီဖြစ်တယ်ပေါ့နော်ဒါကအရူပဘုံမှာရှိတဲ့အဲ့ဒါကအဲဒါရဟန္တာပုဂ္ဂိုလ်တွေဆိုလို့ရှိရင်သူတို့ရဲ့ဝိညာဉ်ချုပ်သွားတဲ့အခါမှာဆိုလို့ရှိရင်တတိယပညာတွေချုပ်သွားပြီဖြစ်တယ်ပေါ့နော်တတိယပညာယုတ်နံအလုံးချုပ်သွားတာဖြစ်တယ်ဒါကအခါနှစ်ခုရှိမယ်ပေါ့နော် ခန္ဓာ၅ပါးရှိတဲ့ပုံနဲ့ပြီးသွားရင်နောက်တစ်ခုကကြတော့နံခန္ဓာ၄ပါးရှိတဲ့ပုံမှာဒီလိုကွဲပြောသွားမယ်ပဋိစ္စသမုပ္ပါဒ်မှာဆိုလို့ရှိရင်တော့ဝိညာဏပစ္စယနာမရူပံဝိညာဉ်ကြောင့်မို့လို့နာယုတ်တီဖြစ်တယ်တဲ့ဝိညာဏနိယောတာနာမရူပနိယောတော့ဝိညာဉ်ချုပ်သွားပြီဆိုလို့ရှိရင်နာယုတ်တီလည်းပဲချုပ်သွားပြီဖြစ်တယ်တဲ့ဒါလေးကပိုရှင်းပါတယ်เนาะနောက်တစ်ခုကမေခွန်နာဝိညာဉ်ကြောင့်မို့နာယုတ်ဖြစ်တယ်ဝိညာဉ်ချုပ်သွားပြီဆိုနာယုတ်တီလည်းချုပ်သွားပြီတဲ့ဒီလိုလေးဖြည့်ပေးထားတာ ။နောက်တစ်ခုကမေကွန်းနံပါတ်၈မှာဆိုလို့ရှိရင်ထိုကဲ့သို့ချုပ်သောနီလန်ချုပ်သွားသော ပုဂ္ဂိုလ်ရှိပါသလားပေါ့နော်။ဝိညာဉ်တည်းတတိပညာတွေနိုင်နေရုပ်တွေချုပ်တဲ့နီလန်ကောရှိရဲ့လားပေါ့နော်။နိုင်နေရုပ်တွေချုပ်သွားတဲ့ပုဂ္ဂိုလ်ကောရှိရဲ့လားဆိုတော့မေကင်၈ပါအကျင့်တရားကိုကျင့်ပြီးတော့ဒါယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ဒါချုပ်ယုံနံနေချုပ်သွားပြီပေါ့နော်။ ်အလိုဆိုလိုတာယုံနယ်တွေကိုရှုပ်သွားတဲ့နီလန်းကတော့မေကင်ရှစ်ပါအကျင့်တရားဖြစ်တယ်ရှုပ်သွားတဲ့ပုဂ္ဂိုလ်ကတော့ယဟန္တာပုဂ္ဂိုလ်မှသာလျှင်ရှုပ်သွားတာဖြစ်တယ်ပေါ့နော်သောတာပန်တို့သက္ကတာကန်တို့ဆိုရင်နောက်တဲ့ဘဝတွေရှိနေသေးတဲ့အတွက်ကြောင့်မို့လို့ရှုပ်သွားတယ်လို့ပြောလို့မရဘူးပေါ့နော်ဒီနေရာမှာကာမဂုဏ်တရားတွေအပေါ်၌တက်မဲ့မှုစိတ်ဤအညစ်အကြေးအလုံးကိုဖယ်ရှားပြီးတဘာဝတရားများ၌ အမှန်ကျွန်းကျင်သောအတိညာတမာဒိဋ္ဌိရရှိကယုံဏတရားများအပြည့်သက်ရှုပ်သွားသောနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သည့်ယဟန္တာကိုဆိုလိုတာပါတဲ့ဒီနေရာမှာအကျင့်တရားနဲ့ယဟန္တာနဲ့ကိုရောရည်ထားတာပေါ့နော်ကမ္မကုံတရားတွေကိုတင့်မမှုကိုဖယ်ရှားမယ်စိတ်ရဲ့အညစ်အကြေးအလုံးကိုဖယ်ရှားမယ်နိဝရဏတရားတွေကိုဖယ်ရှားမယ်ပြီးတော့သဘာဝတရားတွေပေါ်မှာတမမှန်ကန်ကန်သိမြင်တဲ့တမာဒိဋ္ဌိရရှိပြီးဆိုရင်ယုတ်တရားနံတရားတွေအပြည့်သက်ရှုပ်ငြိမ့်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတဲ့ယဟန္တာပုဂ္ဂိုလ်ကိုဆိုလိုတာပါတဲ့ ပြီးသွားတဲ့အခါမှာဆိုရင်အဝိဇ္ဇာအကြောင်းပေါ့နော်အဝိဇ္ဇာဆိုရင်ဓမ္မမိတ်ဆွေတို့ကဒါအဘိဓမ္မာမှာသိတယ်အဝိဇ္ဇာကပိတ်ဆို့တဲ့အရှိရှစ်ခုရှိပါတယ်နော်အဝိဇ္ဇာဖုံးထဖုံးကွယ်ထားတဲ့အရာဌာနရှစ်ခုရှိတယ်ဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာအတိတ်ခန္ဓာအနာဂတ်ခန္ဓာအတိတ်အပေါင်းအနာဂတ်ခန္ဓာ အဲ့ဒီမှာအနာဂတ်စာလုံးပေါင်းလေးเนาะဓမ္မမိတ်ဆွေတို့ပြင်ထားပေးပါအတိတ်နဲ့အနာဂတ်အခန္ဓာပြီးရင်ပဋိစ္စသမုပ္ပါဒို၌မတိခြင်းဖြစ်တယ်မတိခြင်းကတော့ဓမ္မမိတ်ဆွေတို့ဘုံထုတ်ထားတာပါသစ္စာ၄ပါး၌မတိခြင်းပေါ့เนาะနောက်တစ်ခုရဲ့အတိတ်ခန္ဓာ၌မတိခြင်းအနာဂတ်ခန္ဓာ၌မတိခြင်းအတိတ်အနာဂတ်ခန္ဓာ၌မတိခြင်း ဘယ်ဒိဆက်မဟုတ်ပါနိုင်မတိချင်းဆိုပြီးတော့အဝိဇ္ဇာကမတိယာဌာနအချက်ကူရှိပါတယ်ဒါတွေကမေးလို့ရတဲ့အတွက်ကြောင့်ကြက်ထားပေးပါနောက်တစ်ခုကတဏ္ဏတဏ္ဏနဲ့ပတ်သက်ပြီးတော့ဒါကမကတာလေပသုတ်တံတဲ့နော်မကတာလေပသုတ်တံမှာဘယ်လိုဟောထားလဲဆိုတော့မြောက်များဖန်းရ၌အသုံးပြုသောကောစီတဲ့ မြောင်တွေကိုဖမ်းတဲ့အခါမှာအသုံးပြတဲ့ကော်စီတဲ့အဲ့ဒါကဘာနဲ့တူလဲဆိုတော့ဇက်ပါဆိုတဲ့တဏှာနဲ့တူပါတယ်တဲ့သူကိုတက်စာအပြင်ကြည့်မယ်ဆိုရင်သမှုတရားတက်စာလို့ခေါ်ပါတယ်တဏှာသည်သမှုတရားတက်စာဖြစ်တယ်နော်ဒီမှာမိတ်ဆွေတို့တက်စာလေးပါးကိုအရာောက်တဲ့အခါမှာဆိုလို့ရှိရင်သမှုတရားတက်စာရဲ့အရာကတဏှာပေါ့နော် လောဘစိတ်တသိက်ကိုရရှိတာ ဖြစ်တဲ့တဏှာကိုပါဠိလိုဆိုရင်ဇပ်ပါလို့ခေါ်ပါတယ်။ဥပမာအားဖြင့်ဆိုလို့ရှိရင်တော့မြောက်တေကိုဖန်တဲ့နှခါမှာအသုံးပြုတဲ့ကော်စေဒါကိုမြောင်းနေစေလို့လည်းခေါ်တယ်။ဒါကိုမြတ်စွာဘုရားရှင်ကဗမာဟောထားလဲဆိုတော့မက်ကတာလေးပသုတ်တံမှာဟောထားတာဖြစ်တယ်ပေါ့နော်။ဒီနေရာမှာအဲဒီဓမ္မမိတ်ဆွေတို့ကတော့ဒီစူပါဂလူးပေါ့နော်အဲ့ဒါလေးကိုမြင်သားရရပါပြီ။ ်နောက်တစ်ခါဒီနေရာမှာကျွန်တော်အစည်းတပြီးတဲ့အခါမှာနံပါတ်2အဲပုံနာရဲ့အကြောင်းကိုရေးတဲ့အခါမှာစာမျက်နှာမဆက်တဲ့အတွက်ကြောင့်မို့လို့နံပါတ်2ကိုတက်တက်ထုတ်လိုက်ပါတယ်နံပါတ်3ကိုကြော်ရှာပြီးရေးထားပေးပါတယ်ပုံနကပုံနကနဲ့ပတ်သက်ပြီးတော့လေ့လာရအောင်ပုံနကရဲ့မိခွန်းနံပါတ်၁ကကြတော့လောက၌ယသိလူမင်းပုံနာတို့납ပြမာတို့ကိုအဘယ်အတွက်ဘာကိုအမိပြုပြီးပူဇော်ကြပါသလဲပေါ့နော်လောကမှာရှိတဲ့လူတွေယသိတွေမင်းတွေပုံနာတွေဟာဆိုရင်납တွေပြမာတွေကိုဘာကိုကြီးရွယ်ပြီးတော့သူတို့က ပူဇော်ကြပါတယ်လဲဆိုရင်နတ်ပြမတို့ဤနှစ်ဖြာကြတော့နတ်ပြမတို့ဤဘဝကို အားကြပြီးမိမိရထားသောဆင်းရဲဒုက္ခမှလွတ်မြောက်ဖို့မအိုမနာမသေးဖို့အသက်ရှိရှိနေရဖို့စသီတို့ကို အမိပြုပြီးပူဇော်ကြ၏တဲ့ လောကမှာရှိတဲ့လူတွေယသိတွေမင်းတွေပုံသားတွေဟာဆိုရင်နတ်မြမာတို့ရဲ့ဘဝကိုအားကြရပေါ့နတ်တွေဆိုရင်မြမာတွေဆိုရင်အသက်တွေရှိတယ်ပေါ့နော်သူတို့ဟာဆိုရင်အသက်ရှိတယ်ပြီးသွားလို့ချင်းကိုလိုမျိုးစင်စင်ရဲရဲလည်းမရှိဘူးပေါ့နော်အဲနောက်ပြီးတော့ရင်အိုနာတွေလည်းမတွေ့ရဘူးပေါ့နော်ဒါကြောင့်မို့လို့နတ်မြမာတို့ရဲ့ဘဝကိုအားကြပြီးတော့မိမိရထားတဲ့ဆင်းရဲဒုက္ခတွေကနေလွတ်မြောက်ဖို့အိုနာတွေကနေပြီးတော့လွတ်မြောက်ဖို့ပေါ့နော်အသက်ရှိရှိနေရဖို့ကိုရည်ရွယ်ပြီးတော့ပူဇော်အမိပြုပြီးတော့ပူဇော်ကြတာဖြစ်တယ်တဲ့ ဲဒီနေရာမှာပါဠိစာလုံး၄ခုရှိပါတယ်အာတီတန်တိအာတီတန်တိသောမယန္တိသောမယန္တိအဘိဇပ္ပန္တိအဘိဇပ္ပန္တိကာမာဘိဇပ္ပန္တိကာမာဘိဇပ္ပန္တိဒါလေးတွေရဲ့အဓိပ္ပာယ်ကိုကြည့်ရအောင်နာပြမာရီရဲ့အရံက က်ပြမာတွေကိုသူကရစ်ပူစော်တဲ့အခါမှာဆိုရင် အာတီတန်တိဆိုတာကနက်ပြမာတို့ဤဘဝများကို တောင်းတကြခြင်းအာတီတန်တိဆိုတာနက်ပြမာတို့ဤဘဝများကိုတောင်းတကြခြင်းသောမယန္တိဆိုတာနတ်မြမာများကိုဘုံတကိုးနဲ့ပြည့်စုံကြသည်စသည်ဖြင့်ရှီမွန်ကြခြင်းသောမယန္တိနတ်မြမာများကိုဘုံတကိုးနဲ့ပြည့်စုံကြသည်စသည်ဖြင့်ရှီမွန်ကြခြင်းအဘိဇ္ဇပန္တိနှုတ်မွတ်စုတောင်း မန်တန်များရွက်ကြခြင်းကရော့ပွဲများအကျဉ်းချင်းထိုးကြခြင်းအဘိဇပ်ပန်တိနှုတ်မွဲ့စုတောင်းမန်တန်များရွက်ကြခြင်းကရော့ပွဲများအကျဉ်းချင်းထိုးကြခြင်းကာမဘိဇပ်ပန်တိမိမိတို့အလိုရှိရာလက်လာဘများကို မျှော်လင့်တောင်းတပြီးပြောကြခြင်း တို့ဖြင့်ပြုလုပ်ပူဇော်ကြသည်ကာမဘိဇပန်တိမိမိတို့အလိုရှိရာလတ်လာဘအများကို မျော်လင့်တောင်းတပြီးပြောကြခြင်းပြီးသွားတဲ့အခါမှာဆိုရင်ရစ်ပူဇော်နံပါတ်1မေခွန်းဝါကြတော့ရစ်ပူဇော်မှုများပြုလုပ်ခြင်းဖြင့် မွေခြင်း၊အိုခြင်း၊သေခြင်းမှလွတ်မြောက်နိုင်ပါသလားတဲ့နော်။ရစ်ပူဇော်ပြင်းပြုလုပ်ခြင်းဖြင့်မွေခြင်း၊အိုခြင်း၊သေခြင်းမှမလွတ်မြောက်နိုင်ဘူးပေါ့နော်။ဒါကိုမြတ်စွာဘုရားရှင်ရဲ့အဖြေကတော့မလွတ်မြောက်နိုင်ပါပေါ့နော်။ No ဆိုပြီးတော့ဖြေထားပေးပါတယ်။နောက်နံပါတ်3မေခွန်းကကြတော့ဘယ်ပုဂ္ဂိုလ်တို့ဒီအိုခြင်း၊နာခြင်း၊သေခြင်းမှလွတ်မြောက်နိုင်တယ်လဲပေါ့နော်။ဘယ်လိုလူတွေကတော့အိုနာသေကနေပြီးတော့လွတ်မြောက်နိုင်တယ်လဲဆိုရင်နံပါတ်အဖြေကတော့လွယ်ပါတယ်။ဘာမရှိလို့သိရနော်။ဝိပဿနာကျင့်စဉ်ကိုကျင့်မယ်။ခန္ဓာ၅ပါးကိုဝိပဿနာဉာဏ်ဖြင့်ပိုင်နိုင်စွာသိပြီးတဲ့သူရဲ့တန်တ တန်မှာတန်တော့တန်တော့ဆိုတာရာဂဒေါသစတဲ့ကိလေသာအပူမီအာလုံးငြိမ်းသွားပြီးဝိဓုမောဒုစရိုက်အခိုးများဝါဒေါသထွက်ရှင်ရံညိုးဖွဲ့ရှင်များအကုန်ပျောက်သွားပြီးအာနိဂောရာဂဒေါသစသောဒုက္ခပေးတတ်သောတရားများ မရှိတော့ပြီး နိရာသောမြည်တိအရာကိုမျှမမျော်လင့်တော်ပြီဆိုလိုတာကဘာလဲဆိုရင်ဝိပဿနာကျင့်စဉ်ကိုကျင့်ပြီးတော့ခန္ဓာ၅ပါးကိုဝိပဿနာဉာဏ်ဖြင့်ပိုင်ပိုင်နိုင်နိုင်သိပြီးတဲ့သူရဲ့တန်တံမှာဆိုရင်တန်တော်ဝိတုမောအာနိကောနိရာသော ဘာမီဆိုလို့အဲ့လိုကြထားပေးပါနော်တန်တော်ဝိတုမောအာနိကောနိရာသောရာဂဒေါသစရဲကိလေသာအပူမီအလုံးငြိမ်းသွားပြီးဒုစရိုက်အကိုးတွေအမြင့်ဒေါသထွက်ခြင်းရံညိုးပွေခြင်းတွေအကုန်ပျောက်သွားပြီးအာနိကောဆိုတာက ရာဂဒေါသစရဲဒုက္ခပေးတတ်တဲ့တရားတွေမရှိတော့ဘူးနိရာသောဆိုတာမိသည့်အရာကိုများမမျော်လင့်တော့ဘူးတဲ့ဆိုလိုတာကယဟန္တာဖြစ်သွားပြီလို့ဆိုလိုတာပါတဲ့ယဟန္တာဖြစ်သွားပြီဆိုလို့ရှိရင်အိုခြင်းနာခြင်းတေခြင်းကနေပြီးတော့လွန်မြောက်နိုင်ပါပြီ နောက်တစ်ခုကအာသာနှစ်မျိုးရှိတယ်အာသာဆိုတာတောင်းတတာမျောလင့်တာပေါ့နော်တဏမကင်းတဲ့အတွက်ကြောင့်မို့လို့မျောလင့်နေခြင်းကိုအာသာလို့ခေါ်တယ်အာသာနှစ်မျိုးရှိတယ်ဇီဝိတဇီဝိတနဲ့အာသာနဲ့ပေါင်းလိုက်တော့ဇီဝိတာတာအသက်မှာ မျောလင့်အသက်ပေါ်မှာမျောလင့်ခြင်းဒဏနဲ့အာသာနဲ့ပေါင်းလိုက်တော့ဒဏဒဏတာပစ္စည်းဥစ္စာအပေါ်မှာမျောလင့်ခြင်းဇီဝိတာအာသာ ဇီဝိတာတာအသက်ပေါ်မှာမျောလင့်ခြင်းဒနာတာပစ္စည်းဥစ္စာပေါ်မှာမျောလင့်ခြင်းပြီးရင်ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ဗောနောမာယာမာကအင်္ဂုတ္တရနိကေစတုကနိပတ်တမာတိဘာဝနာတုံမှာဆိုလို့ရှိရင်ယုတ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်တို့ကိုတီးဤ ထိုခန္ဓာတို့ဤဖြစ်ကြောင်းတရားရှုပ်ကြောင်းတရားကိုတည်ဤဒါကို ခန္ဓာ၅ပါးတည်ခြင်းလို့ဆိုလိုတာပါခန္ဓာ၅ပါးတည်ခြင်းကို အင်ဂုတ္တရနိငယ်စတုကနိဘတ်တမာတိဘာဝနာသုံးပါဘလို့ဟောထားလဲဆိုတော့ခန္ဓာ၅ပါးဆိုတာကယုတ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ကို ဆိုလိုတာဖြစ်တဲ့ဒီခန္ဓာ၅ပါးတို့ရဲ့ဖြစ်တဲ့အကြောင်းရင်းကိုလည်းပဲတည်တယ်ခန္ဓာ၅ပါးတို့ရဲ့ရှုပ်ကြောင်းတရားကိုလည်းတည်တယ်ဆိုရင်ဒါကိုခန္ဓာ၅ပါးတည်ခြင်းလို့ဆိုလိုတာပါဒီနေရာမှာသင်္ခါရစာလုံးပေါင်းလေးဒီမှာ မေဆွေတို့ရောက်ောက်တလုံးကြံရင်ခဲတဲ့ပြင်သားပေးပါယုတ်ဝေဒနာတင်ညာတင်္ခါရဝိညာဉ်တို့ကိုတည်တဲ့ယုတ်ဝေဒနာတင်ညာတင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးတို့ရဲ့ဖြစ်တဲ့အကြောင်းတရားကိုလည်းပဲတည်တယ်ခန္ဓာ၅ပါးတို့ရဲ့ရှုပ်ခြင်းတရားရှုပ်ကြောင်းတရားကိုလည်းပဲတည်တယ်ဆိုတာကိုခန္ဓာ၅ပါးတည်ခြင်းလို့ခေါ်ပါတယ်ဒါကိုဗမာဟောတာလဲဆိုတော့အင်ဂုတ္တရနိကေစတုကနိဗ္ဗာန်တမာတိဘာဝနာသုံးပါးမြတ်စွာဘုရားရှင်ကဟောထားတော်မူပါတယ်ဒါဆိုရင်ဓမ္မမိတ်ဆွေတို့ရပါပြီ ပုံနကရဲ့ပါလဲဆိုရင်အမေးအဖြေကိုအနှိမ့်ချုပ်အားဖြင့်ကြည့်မယ်ဆိုရင်ရစ်ပူစော်ခြင်းမန်တန်ဆုပ်ခြင်းဖြင့်အိုကျင်းနာခြင်းတည်ခြင်းကိုလွန်မြောက်နိုင်သလားဆိုရင်မလွန်မြောက်နိုင်ပါဘယ်လောက်မှအသက်ရှင်အောင် လုပ်လို့မရနိုင်ပါဘူးအသက်ရှင်အောင်လုပ်တဲ့နည်းဆိုတာဇာတိစရာမရဏမဖြစ်အောင်ဝိပဿနာခြင်းစဉ်တစ်ခုကိုခြင်းခန္ဓာ၅ပါးကိုအမှန်တိုင်းသိတဲ့အခါမှာကိလေသာတွေငြိမ်းသွားမယ်တွေ့တာမှုတွေလုံးဝမလာတော့ပဲမျောလင်းချက်အာသာတွေမရှိတော့ဘူးဆိုတဲ့ပုံကိုမှဒါလျင်အိုကျင်းနာခြင်းကိုကြော်လွားနိုင်တယ်တဲ့ဓမ္မမိတ်ဆွေတို့ကိုဒီအဲဒီ ဘုံနကရဲ့အမေးအဖြေအနှစ်ရုပ်ကလေးကဒီကျွန်တော်ရဲ့အမှတ်စုစာမျက်နှာ24မှာပါပါတယ်ဒါလေးကမေးမယ်ဆိုရင်လည်းမေးလို့ရတယ်ပေါ့နော်အကြောင်းမို့တော့မမေးဆွေတို့ကဒါလေးကိုကြည်ထားပေးပါဒါဆိုရင် table number 3ရဲ့ table number 4ရဲ့ကိုဆွေးနွေးလို့ပြပါပြီ။